ယခုအခါမှာတော့တိုကန်တာရှိတွေဟာအင်အားကြီးတဲ့ရန်သူနှစ်ဖွဲ့နဲ့ပြိုင်းလူရင်ဆိုင်နေရပါပြီ။တဖွဲ့ကကြီးမားတဲ့ဓာရှိအိုတာချီကိုကင်ဆောင်ထားတဲ့တူမိုကီရီတို့ရှိရာကုံလောင်ယုံကုန်းပေါ်မှာရှိနေပြီ။နောက်တစ်ဖွဲ့ကတော့ကိမ်ဆက်နဲ့မူဆုနိုကာမီယိုရှိယူကီတို့ရှိတဲ့စစ်သင်္ဘောပေါ်မှာရှိနေပါဗျ။ ခိမ်းဆန်းတဲ့မုဆုနိုဂါမီတို့ဟာရန်သူရဲ့စစ်သမောကိုဝန်တိုက်ပြလိုက်ပြီးတဲ့နောက်ယာကန်တိုရှိရိုနဲ့အချိန်စင်းကြံကနေရောက်ရှိလာတဲ့အန်အောစရာဓာတ်သူရဲကဆူရူမာနုကူနီနာဂါတို့နဲ့အတူရေထဲကနေကုန်းပေါ်ကိုအသက်လူပြီးပြန်တက်ခဲ့ကြပါတယ်တစ်ချိန်တည်းမှာပဲအချိန်နောက်ပြန်လဲတက်ဖွဲ့ရဲ့တင်းမောတစီဟာကြီးမားလာတဲ့အမြောက်တွေတင်ဆောင်ထားပြီးပေါ်လာကမြို့ရဲကိုအဆက်မပြတ်ပစ်ခတ်ပါတော့တယ်။မြို့တစ်ခုလုံးပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးမီးလောင်ပျက်စီးကုန်ပါတယ်။ ဆူရူမာရူဟာသူ့ရဲ့အံအုံးမှုကိုတမိုးထားသူပြီးပြီးငါရောက်လာတာနဲ့ဒီလိုခက်ခဲတဲ့တိုက်ပွဲကိုရင်ဆိုင်ရတာဟာတကယ်ကိုအံအောစရာပဲလို့ရီမော်ရင်ရန်သူတွေကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေခဲ့ပါတယ်။တူမိုဂီရီကတော့သူ့ရဲ့လှန်ကြီးကိုအသုံးပြုပြီးအိုတာချီရဲ့အင်အားကြီးမားတဲ့တိုက်ခိုက်မှုတွေကိုတနအီကြောင်အောင်တားဆီးဖို့အတွက်ဒါရှီအိုတာချီကိုပြင်းထန်စွာခုခံနေခဲ့ပါတယ်။တိုက်ခိုက်မှုတိုင်းဟာမြန်ဆန်နေခဲ့ပြီးဒါရှီအိုတာချီရဲ့ခုတ်ချက်တိုင်းကလည်းအားကြီးလို့နေခဲ့ပါတယ်။ အော်တာရှီရဲ့ခုတ်ချက်တိုင်ဟာပြင်းထန်လွန်းတဲ့အတွက်တူမိုဂီရီရဲ့လူခန္ဓာကိုဟာပြင်းထန်စွာဒဏ်ရာတွေရရှိခဲ့ပေမဲ့လည်းခေါင်းဆောင်ကပတိန်ကိုပေးထားတဲ့ဂရီကိုတီးဖို့ဆိုတဲ့ခံယူချက်တစ်ခုတည်းနဲ့တူမိုဂီနီရဲ့အရှုံးမပေးလို့သောစိတ်ကြောင့်ဓာရှီအော်တာချီကိုအနိုင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။တပတ်မှာကင်းဆန်းတို့ဟာရန်သူတို့ရဲ့ဝိုင်းတိုက်ခိုက်တာကိုခံနေရပြီးအချိန်နောက်ပြန်လဲတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်ကင်းဆန်းရေထဲချသွားခဲ့ပြီးအချိန်နဲ့နေရာလွဲမှားခြင်းစဝိုင်းပေါ်လာခဲ့ပါတယ်။ ဒုတိယစစ်ကြောင်းစကန်ယူနစ်ဟာသူတို့ရဲ့အခြေစိုက်စကန်ဖြစ်တဲ့ရဲတိုက်တပ်စစ်တပ်ကိုပြန်လည်ရောက်ရှိခဲ့ပါပြီ။ဒုတိယစစ်ကြောင်းရဲ့အဖွဲ့ဝင်တွေဟာအခြေစင်းချက်ကိုဖျက်ချော်ပြီးရဲတိုက်ကိုရောက်ရှိလာချိန်မှာတူမိုဂီရီရဲ့အခြေအနေက အလွန်တရာစိုးရိမ်စရာကောင်းခဲ့ပါတယ်။သူဟာကြီးမားတဲ့ဓာရှိအိုတာချီကန်ဆောင်ထားတဲ့ရန်သူကိုတဦးတည်းရင်ဆိုင်ခဲ့ရတာကြောင့်ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပြီးမင်းမျောနေခဲ့ပါတယ်။ကုသဆောင်စီကိုပို့ဆောင်ခဲ့ကြပါတယ်။ ဟိုရီကာဝါကုနီဟီရိုဟာတိုမိုဂီရီရဲ့တရားကိုမြင်ပြီးကိုကိုကိုအပြစ်တင်နေခဲ့ပါတယ်။ဒီအချိန်မှာပဲအဖွဲ့ဝင်အသစ်ဖြစ်တဲ့ဆူရူမာရူကုနီနာဂါဟာကုနီဟီရိုနဲ့တွေ့ဆုံခဲ့ပါတယ်။ဆူရူမာရူဟာသူဟာစစ်မြေပြင်ကိုမထွက်ခွာမီမှာ အဖွဲ့ဝင်တွေရဲ့အချက်လက်တွေကိုကြည့်ရှုခဲ့တာကြောင့်ကုနီဟီရိုကိုချက်ချင်းမှတ်မိနေခဲ့ပါတယ်။ဆူရူမာရူဟာခပ်ပော့ပော့ဟန်ပန်နဲ့ခေါင်းဆောင်ဆာနီဝါကိုရန်ကုသပေးနေတာဆိုတော့သူတို့နှစ်ယောက်လုံးအဆင်ပြေသွားမှာပါလို့ပြောဆိုပြီးကုနီဟီရိုကိုနှစ်သိမ့်ခဲ့ပါတယ်။ မင်းမျောနေတဲ့အင်ဇူမီနိုကာမီ ခန်းနဲဆာရာဟာနိုးထလာချိန်မှာသူ့ရဲ့သခင် စာနေဝါနဲ့တွေ့ဆုံခဲ့ပါတယ်။ခိမ်ဆက်ဟာချက်ချင်းဆိုသလိုတူမိုဂီရီရောတူမိုဂီရီအသက်ရှင်ရဲ့လားလို့မေးခဲ့ပါတယ်။စာနေဝါကတော့သူ့ကိုကုသပေးနိုင်သမျှအားလုံးကိုငါလှူဆောင်ပေးခဲ့တယ်။ဒါပေမဲ့ကျန်နာတွေကသူ့ရဲ့စိတ်ဆန္ဒအပေါ်မှာပဲမူတည်တော့တယ်လို့ဝမ်းနည်းစွာပြန်ဖြေခဲ့ပါတယ်။မင်းရှင်အောင်မြင်ခဲ့လားဆိုတာကိုပဲမေးနေခဲ့ပါတယ်။စာနေဝါကအောင်မြင်ပါတယ်လို့အတည်ပြုလိုက်တဲ့အခါခိမ်ဆက်ဟာမျက်နှာပြက်ခဲ့ရပါတယ်။ သူ့အတွက်မရှင်အောင်မြင်ခြင်းရဲ့အတိတ်ပဲဟာတူမိုဂီရီရဲ့အခြေအနေကြောင့်လုံးဝပြောင်းလဲသွားခဲ့ရပါတယ်။ဒီချိန်မှာပဲပထမစစ်ကြောင်း First Unit ရဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့ဥရုရှိတိုရှိယိုဟာစာနေဝါရဲ့အခန်းကိုခွင့်ပြုချက်မရဘဲဝင်ရောက်လာခဲ့ပါတယ်။သူကဒုတိယစစ်ကြောင်းပြန်လာတဲ့သတင်းကိုကြားတာနဲ့အခြေအနေကိုလာရောက်စုံစမ်းခြင်းပဲဖြစ်ပါတယ်။စာနေဝါနဲ့ဥရုရှိတို့ရဲ့ဆွေးနွေးမှုအရအချိန်နောက်ပြန်လဲတပ်ဖွဲ့ဟာအရင်ကလိုတမန်ဝင်ပုံကိုယ်တွေကိုလုံးချံမှုအတွက်တွယ်ဝိုက်တဲ့နီလန်းတွေသာမကပဲ။ တမိုင်းကိုပြောင်းလဲစေမယ့်ပြစ်မှတ်တွေကိုဓာတ်ရိုက်ဝင်ရောက်တိုက်ခတ်ခြင်းလိုမျိုးရရဲတင်းတင်းလှုံ့ဆော်လာပြီးဖြစ်ကြောင်းသိရှိရပါတယ်။သူတို့ဟာအောင်မြင်မှုအတွက်အသေးအတန်ဖြစ်နေပြီးတိခတ်နိုင်စွာကုံဆုံးလာပြီလို့စာနီဝါကမှတ်ချက်ပေးခဲ့ပါတယ်။ဒီလိုမူမှန်တဲ့ရန်သူရဲ့လှုံ့ဆော်မှုအသစ်တွေကိုရင်ဆိုင်မှုအတွက်စာနီဝါဟာဒုတိယစစ်ကြောင်းကိုပြန်လည်ဖွဲ့စည်းဖို့ reorganize လိုအပ်ကြောင်းကိုဥရုရှိကိုပြောကြားခဲ့ပါတယ်။ကိမ်ဆက်ဟာဒဏ်ရာတွေကောင်းမွန်လာလို့ကုသဆောင်ကနေဆင်းလာနိုင်ခဲ့ပါတယ်။ ကုနီဟီရိုကသူ့ကိုမြင်တဲ့အခါဝမ်းသာခဲ့ပေမဲ့ကိမ်ဆက်ဟာတိုမိုဂီရီရဲ့အခန်းရှိမှာရပ်နေခဲ့ပြီးသူ့ကိုသူအပြစ်တင်နေခဲ့ပါတယ်။ကုနီဟီရိုကကိမ်ဆက်လုံးနိုင်သမျှအားလုံးလုခဲ့တာကြောင့်သာတမိုင်းကိုကာကွယ်နိုင်ခဲ့တာလို့အားပေးခဲ့ပေမဲ့ကိမ်ဆက်ကတော့ငါးစိတ်ထဲမှာအဲ့ဒီအကြောင်းမရှိဘူး။ငါရဲ့မရှင်အစီရင်ခံစားအကြောင်းပဲစဉ်းစားနေတာလို့ပြန်လည်ညင်းဆန်ခဲ့ပါတယ်။သူဟာခေါင်းဆောင်တဦးအနေနဲ့လုံဆောင်ရမယ့်အစီရင်ခံစားရေးသားခြင်းအကြောင်းကိုပြောဆိုပြီးသူ့ရဲ့စိတ်ထဲကစိုးရိမ်ပူပန်မှုတွေကိုဖုံးကွယ်ထားဖို့ကြိုးစားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲယာကန်တိုရှီရိုနဲ့ဟွန်နဲဖာမီတိုရှီရိုတို့ရဲ့ညီကိုနှစ်ဦးဟာတွေ့ဆုံခဲ့ပါတယ်။ဟွန်နဲဖာမီဟာကုသဆောင်ကိုရောက်လာပြီးယာကန်အတွက်အစားအသောက်တွေပေးခဲ့တာပါ။ဟွန်နဲဖာမီကအဖွဲလိုက်တောင်းဝန်ထမ်းဆောင်ရတာဘယ်လိုလဲလို့မေးတဲ့အခါယာကန်ကလူများလာလေပြဿနာများလာလေပဲ။ဒါပေမဲ့ကိုအားကိုလို့ရတဲ့အဖော်တွေအများကြီးရှိနေတာဟာမကောင်းဘူးလို့မဆိုနိုင်ဘူးလို့ပြန်ဖြေခဲ့ပါတယ်။သူတို့စကားပြောနေချိန်မှာပဲတိုမိုဂီရီသတိပြန်လည်လာပြီဆိုတဲ့သတင်းကောင်းရောက်လာခဲ့တာကြောင့်အားလုံးဟာဝမ်းသာခဲ့ကြပါဗျ။ ကိမ်ဆန်ဟာသူ့ရဲ့ဒေါသနဲ့စိတ်ရှုပ်ထွေးမှုတွေကိုဖြေရှင်းဖို့အတွက်ပထမစစ်ကြောင်းရဲ့ခေါင်းဆောင်အသစ်ဖြစ်လာမယ်။မီကာဇူကီမူနဲချီကာကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။မီကာဇူကီဟာသူ့ရဲ့စိတ်ကိုအပန်းဖြေတဲ့ပုံစံအတိုင်းဒီမိုကန်ပီလို့ခေါ်တဲ့အာလူချော်မုတ်ကိုစားတော့ရင်ကိမ်ဆန်ကိုကြိုဆိုခဲ့ပါတယ်။ကိမ်ဆန်ကကျွန်တော်ဗာမေးရမယ်မသိတော့ဘူးလို့ဝန်ခံတဲ့အခါမီကာဇူကီဟာအင်းစေးတည်ငြိမ်စွာနဲ့မင်းဗာမေးချင်လဲဆိုတာငါမသိနိုင်ဘူးဆိုတော့မင်းကိုအပြည့်ပေးဖို့ငါ့အတွက်မလွယ်ကူဘူးလို့ရိုရှင်းစွာပြန်ဖြေခဲ့ပါတယ်။ ကျွန်တော်ကာကွယ်ဖို့ကြိုးစားခဲ့တဲ့မျိုးကြီးမီးလောင်နေတဲ့ပုံရိပ်ကိုကျွန်တော်ရဲ့စစ်ထဲကနေမဖြောင်းနိုင်သေးဘူးမသေးသင့်တဲ့လူတွေတေဆုံးခဲ့ရတယ်တကယ်ပဲကျွန်တော်တို့တမိုင်းကိုထိန်းသိမ်းနိုင်ခဲ့တယ်လို့ပြောလို့ရမလားလို့မေးခဲ့ပါတယ်ဒီအချိန်မှာပဲမီကာဇူကီဟာစာနီဝါစီကခေါ်ယူတဲ့သတင်းစကားရလို့ထွက်ခွာခဲ့ပြီးကင်ဆန်ဟာသူ့ရဲ့အတွေ့အကြုံနဲ့တယောက်တည်းကြံခဲ့ပါတယ်မီကာဇူကီဟာစာနီဝါစီရောက်တဲ့အခါပထမစစ်ကြောင်းရဲ့အဖွဲ့ဝင်များဖြစ်တဲ့ဥရုရှိတိုရှီယိုနဲ့ဟိုနဲပါမီတိုရှီယိုတို့ဟာစုဝေးနေခဲ့ကြပါတယ် ။စာနီဝါကမီကာဆုကီကိုပထမစစ်ကြောင်းရဲ့ခေါင်းဆောင်အဖြစ်တရားဝင်ကြေညာပြီးယာမန်ဘာကီရီကူနီဟီရိုကိုစစ်ကြောင်းမှုအဖြစ်တာဝန်ပေးလိုက်ပါတယ်။သူရဲ့မရှင်ကတော့1565ခုနှစ်ကာလကိုတွားရောက်ပြီးတမိုင်းကိုပြောင်းလဲစေမယ်မကြုံစဘူးကြီးမာတဲ့အချိန်နဲ့အလွဲမှမှု time speed distortion ကိုစုံစမ်းမှုဖြစ်ပါတယ်။ပထမစစ်ကြောင်းဟာမီကာဆုကီမူနဲချီကာရဲ့ခေါင်းဆောင်မှုအောက်မှာတမိုင်းကိုကာကွယ်ဖို့အတွက်စတဲ့လှုပ်ရှားလိုက်ပြီဆိုတဲ့ရန်နာလိုက်ပါတယ်ရှင်။